ီနေ့လေ့ကျင့်ခန်းလေးကတော့ဒီမှာပြားနေတဲ့ပြုံတွေတို့အတွက်အိမ်မှာအလွယ်တကူလိုက်ဆော့လို့ရမယ်လေ့ကျင့်ခန်းလေးပါမင်္ဂလာပါတီချင်တော်ပါဒီမှာလေးတွေပြားနေရဆိုရင်ခန္ဓာကိုယ်ရှိတ်တွေလည်းမလှဘူးဒီမှာဝတ်စုံလေးတွေဝတ်တဲ့ခါကျရင်လည်းကြည်ရဆိုးစေတယ်ဒီနေ့လေ့ကျင့်ခန်းလေးကတော့မိမိအိမ်မှာပဲအလွယ်တကူလိုက်ဆော့လို့ရမယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဗီဒီယိုထဲမှာတော့ resistant band လေးကိုအသုံးပြုပြီးတော့ကစားပြထားပါတယ် resistant band မရှိတဲ့သူကတော့အလွတ်ကစားပေးလို့ရပါတယ်အရင်ဦးဆုံး resistant band လေးကိုဖက်ကလက်မှာကင်ထားမယ်ပြီးရင်ကိုဆော့မဲ့ချက်ကလေးက resistant band လေးကိုဆွတ်ထားပေးလိုက်မယ်ဗီဒီယိုမှာပြ ထားတဲ့အတိုင်းဒူးလေးကိုကွေးပြီးတော့အနောက်ကိုတင်ပါညင်အားကိုအသုံးပြုပြီးတော့ကန်ပေးရမှာဖြစ်ပါတယ်။အဲ့လိုမျိုးအနောက်ကိုကန်တဲ့ခါကျရင်တော့ခါးတွေကော့မသွားစေနဲ့နော်။ဒီကစားနည်းလေးကိုဘယ်ဘက်ကို15ချိန်၊ညဘက်ကို15ချိန်နဲ့ဘယ်ညာမှတစ်ကြော့လို့သတ်မှတ်ပြီးရောစုစုပေါင်း3ကြော့ကစားပေးလို့ရပါတယ်။ဗီဒီယိုလေးကပြုံမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြုံမီတို့အတွက်အကျိုးရှိစေမယ်။လေ့ကျင့်ခန်းလေးနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်။ဗီဒီယိုလေးကိုစုံထီအောင်ကြည့်ပြီးလို့ကျေးဇူးများကြီးတင်ပါတယ်။ကမ္မလာပါခြင်းနဲ့အမျိုးသမီးတိုင်းအတွက်တီချန်တော်ရှိရနော်။